နီဥပရိတ23အယုံဆူဆိုင်မှုအမြင်ရှိပါစေသဘောတရားဖြစ်သလိုမနေနဲ့ပြီးစွလွယ်မတွေးနဲ့အရေးချင်းအရင်းမြစ်စွမ်းအားလုံငါဆိုင်ထုံမှုခွန်အားထက်သန့်မှုတွေအားလုံးကိုအမြဲတမ်းလိုလိုဆောက်ရှောက်တတ်ရမယ်ကိုယ့်ရဲ့လုံရည်ကံရည်တက်လုံးဝီရိယစသဖြင့်အခြေခံအရင်းမြစ်တွေကစလို့စွမ်းဆောင်ရည်အတိုင်းအတာတွေအစုံအားလုံးအပေါ်အယုံဆူဆိုင်မှုရှိနေရမယ် ဘာလို့လို့မလုခင်ကကြိုတွေးထားရမယ်လုံနေတဲ့ခိုက်တက်မှလည်းအတိုင်းတာဘလောက်ထိအသုံးချထားရယ်ခွန်အားတွေစွမ်းအင်တွေဘလောက်အသုံးချလိုက်တယ်တွတ်ဆတ်တက်ရမယ်လုပြီးသွားရင်လည်းကုန်ခန်းသွားတဲ့အရင်းမြစ်တွေခွန်အားစွမ်းအင်တွေကိုပြန်လည်ဖြည့်ဆည်းတက်ရမယ်ရေရင်းတူးမှတော့တသက်လုံးသုံးဆွဲလို့ရနိုင်မယ်အဝီစီးတွင်မျိုးရအောင်တူးဖို့ပါ တခဏတာအသုံးချရုံလောက်အတွက်မြောင်းဖော်တာမျိုးလုံးဝမလုံးနဲ့ဇွဲလုံးလောက်အားဆိုင်ထုံးမှတော့အချိုးမြက်ကြီးရနိုင်တာကိုပဲဦးစားပေးလုတ်ကင်ပါမဖြစ်စလောက်အချိုးမြက်အတွက်ဇောထက်တန်နေလို့ဘာချိုးမှမရှိဘူးလက်ရှိအနေထားထက်ပုံမြင့်တင်နိုင်မဲ့အလုတ်ကင်တောင်ဝက်တရားတွေကိုပဲရွေးချယ်လုတ်ကင်ပါ လက်ဝယ်ရှိနေတဲ့အရှင်ဟွာကိုပုံမှုတွုံးမြင့်ပေးနိုင်မဲ့အရင်မြစ်တွေအတွက်ပဲဦးစားပေးအားထုတ်ပါ ရေရှည်အကျိုးကို တွေးပြီးလုပ်ပါရေတူဝရုံလောက်အမျက်အတွက်နဲ့ခွန်အားရင်းမြစ်တွေကိုမတုံးဖြုံမိစေနဲ့တစ်သက်လုံးနိုးထွက်မဲ့နွားမျိုးကိုပဲအစာကောင်းကျွေးပါနဗိမ့်မကိုအပင်ပန်းခံပြီးနိုးညှစ်မနေနဲ့ခိုးတွဲအကျိုးရှိမဲ့အရာကိုပဲအမြဲတစေအာယုံစိုက်ထားပါအကျိုးမဲ့စေနိုင်တဲ့အရာတွေကြောင့်စိတ်အနှောက်အယှက်တောင်အဖြစ်မခံနဲ့နှီးစင်း ကမ္ဘာလောကကြီးဟာကြီးမားကျယ်ပြန့်တဲ့အတားအဆီးအကန့်အကာအပိတ်ပင်များစွာနဲ့ပိုင်းခြားထားပါတယ်။နိုင်ငံအလျောက်နယ်ပယ်အလိုက်သူ့နေရာနဲ့သူ သူ့အကန့်နဲ့သူပြည်ပခါများစွာရှိနေပါတယ်။ စိတ်အနှောက်အယှက်ဖြစ်စရာတွေစိတ်အာရုံထွေပြားခြင်းစရာတွေနဲ့လဲပတ်နေပါတယ်မော်ဒန်ခေတ်ဒီနေ့လို ကာလကြီးအတွင်းဖြစ်ပျက်နေသမျှလူမှုပဋိပက္ခတွေကခေတ်အဆက်ဆက်နဲ့ရှင်လာရင်အမြင့်ဆုံးဖြစ်လာပြီးလူတဦးတယောက်ရှင်စီမှာအတွင်းစိတ်ပြဿနာတွေအပြင် ရုပ်ပိုင်းဆိုင်ရာအပြိုင်ဆိုင်တွေကြောင့်စိတ်ပင်ပန်းကြရပါတယ် အခုလိုလူမှုပဋိပက္ခတွေကကိုယ်တိုင်လှုပ်လှခံရတာမျိုးမဟုတ်တော့မှ လူသားမျိုးနွယ်တရက်လုံးရဲ့ဘုံကံကြောင့်တဦးနဲ့တဦးထက်ထူညီကြစွာဒန်းထူမြတ်တူခံစားကြရပါတယ်။လူမှုအတိုင်းဝိုင်းအတွင်ရှင်သန်နေထိုင်ကြသူတိုင်းလူမှုအဆင့်တန်းလိုက်မတူညီတဲ့ပြဿနာအခက်အခဲများစွာကိုကိုယ်စီတန်ခတ်ခံရပါတယ်။ အာယုဆူဆိုင်မှုမရှိပဲပြဿနာတွေကိုဖြေရှင်းခြင်းမရှိတဲ့ပြည်ပဋိပက္ခတွေရဲ့လောင်ရိပ်တွေကြောင့်ပြေးမလွတ်နိုင်တဲ့လူမှုပဋိပက္ခဆက်ဝန်းအတွင်းချက်ချက်လေကြာရပါတယ်ဒီလိုအခက်အခဲတွေကနေကင်းလွတ်နိုင်ဖို့တခုတည်းသောနိလန်ကအတိတတိမြဲနိုင်တာပဲဖြစ်ပါတယ်ကိုယ်တိုင်တောင်မှအခက်အခဲများစွာကိုရင်ဆိုင်ဖြေရှင်းနေရတဲ့အချိန်မှာအကြောင်းတိုက်ဆိုင်စွာနဲ့ရန်သူရဲ့ဖိနှိပ်မှုထိပါမှုတိုက်ခိုက်မှုတွေကြုံလာရရင် ဘယ်အခက်ခဲပြဿနာကိုဦးစားပေးဖြေရှင်းရမလဲဆိုတာဝေခွဲမရဖြစ်နိုင်ပါတယ်။စိတ်ရှုပ်ထွေးမှုတွေကြုံလာတိုင်းအထူးမှတ်ထားဖို့ကတခုတည်းသောပြဿနာကိုပဲဦးစားပေးဖြေရှင်းမဲ့အစားပြဿနာအလုံးကိုတစိမ့်ထင်းနဲ့တစ်ပြိုင်နက်ချဲဖြေရှင်းနိုင်ဖို့ကိုယ်စီရှိနေတဲ့စိတ်ဆွမ်းရဲ့လူခွန်အားတွေကိုအလုံးကိုစုစည်းလိုက်ဖို့လိုအပ်ပါတယ်။စိတ်အယုံစူးဆိုင်မှုကောင်းမွန်သွားရင်အလွယ်ကူဆုံးနဲ့ဖြည့်ရှင်းဖို့အသင့်ဆုံးပရိပခ အပေါ်ဥတည်ပြီးရင်ဆိုင်ဖြည့်ရှင်းလိုက်ပါ ဆိုလိုတာကရန်သူရဲ့အာဏာချက်ကိုမြင်အောင်ကြည့်ပြီးအဲ့ဒီအာဏာချက်ကိုထိုးနှက်တတ်ဖို့ဖြစ်ပါတယ်။ပြဿနာပฏิပက္ခတွေက ကိုယ်အနေထားရဖြည့်ရှင်းနိုင်ဖို့ခက်ခဲရင်ပြဿနာပฏิပက္ခတွေရဲ့အာဏာချက်ကို ရှာပါ။အဲ့ဒီအာဏာချက်တွေကိုဥတည်ပြီးထိုးနှက်ပါ။အရှိုက်ကို အရင်ထိုးထားသူက1 byte ကနေတစ်ဆင့်ပြိုင်ဘက်ဒူးထောက်သွားအောင် ရှင်ထိုးလို့ရပါတယ် ချက်ကောင်းပြီးအောင် အထိုးမတက်သေးသေးရတော့ရန်သူရဲ့စက်ဝင်ကနေကင်းအောင်ထွက်ပြေးနိုင်မှာမဟုတ်ပါဘူးဒီသဘောတရားကိုနပိုလီယံနားလည်ခဲ့ပါတယ်အဲ့ဒါကြောင့်လဲဘယ်တော့မှဆိုစစ်မြေပြင်မှာရန်သူနဲ့ထိတိုက်ဆုံတွေ့တိုင်းရန်သူတက်ရဲ့အာဏာချက်ကိုအရင်ဆုံးရှာပြီးအင်အားယော့နေနေတဲ့ဘက်ကိုဥတီတိုက်ခိုက်တတ်ပါတယ်ရန်သူအာဏာချက်ကိုဖော်နိုင်ဖို့ကြီးတက်တာကလည်းပညာတစ်ခုပါဒါပေမဲ့အားနည်းချက်ကိုမြင်နိုင်တိုင်းပြဿနာပဋိပက္ခတွေကိုဖြေရှင်းနိုင်မှာတော့မဟုတ်ပါဘူး။ အားနည်းချက်ဆိုတာချက်ကောင်းကိုအကွက်ကောင်းနဲ့ထိုးနှက်တတ်ဖို့လိုပါသေးတယ်။ဒီလိုခြေနေမျိုးမှာစိတ်ဆွမ်းအားနဲ့စိတ်အာရုံစူးစိုက်တတ်မှုဆိုတာတွေကစကားပြောလာပါတယ်။နပိုလီယံအနေနဲ့ရန်သူအပေါ်ထိုးနှက်နိုင်ခဲ့တဲ့နောက်ွယ်ကအကြောင်းရင်းကအာယုံစူးဆိုင်မှုကောင်းပြီးအလုပ်တစ်ခုကိုမပြီးမြောက်မရှင်းစိတ်ပဝင်အကြမခံပဲဇွဲထက်တံမှုများစွာနဲ့လုတ်တက်ကြိုက်တက်လို့ပါတတိကြီးအတိကြီးဇွဲကောင်းတဲ့ပြိုင်ဘက်ကိုဘယ်သူကမှလဲကျသွားအောင်မထိုးနှက်နိုင်ပါဘူး အာယုံစူးဆိုင်မှုကောင်းနေတဲ့ရန်သူကိုဘလို့လူကမှအနှောက်ယှက်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဘာပဲလုပ်လို့လုပ်နေတဲ့အလုပ်ပေါ်စိတ်ပဝင်စားမှုအပြည့်ထည့်တာပါ။စိတ်ဝင်စားမှုအပြည့်အဝထည့်ထားနိုင်ရင်အာယုံစူးဆိုင်မှုအပြည့်ထည့်ပါ။အာယုံစူးဆိုင်မှုအပြည့်ထည့်ထားနိုင်ခဲ့ရင်တတိကြီးကြီးနဲ့ပြဿနာအရင်းမြစ်ကိုတွေးတောဆင့်ခြင်းပါ။ ဋိပက္ခကိုဖြည့်ရှင်းနိုင်ဖို့အကောင်းဆုံးသောနည်းလမ်းရှာပါဖြစ်နိုင်ရရှိတဲ့နှီးခေါင်းကိုတွေးတော်မိတာနဲ့တပြိုင်တည်းလက်တွေ့ဆန်သက်ကြည့်ပါအသွုံးဝင်တာသိကြရင်ပြဿနာကိုပြီးပြတ်သွားသည့်အထိဖြေရှင်းပါ။အာယုံဆူဆိုင်မှုနဲ့ဒီဇိုင်းမမတ်ဂျိုပန်အာထုလူစိတ်ကအင်မတန်အရေးကြီးတဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။ကာဆာနိုဗာအနေနဲ့ကြီးကျယ်မြင့်မြတ်တဲ့အောင်မြင်မှုတွေရခဲ့ရခြင်းအကြောင်းရင်းကအာယုံဆူဆိုင်မှုကောင်းပြီးတည်ကြည်ခိုင်မာတဲ့စိတ်ဓာတ်မျိုးနှလုံးသွင်းနိုင်တယ်လို့ဖြစ်ပါတယ်။ သူခေတ္တုခါကအစိုးရဆုံးနဲ့အလုံးကြုံဆုံးဆိုတဲ့အချင်းထောင်ကနေထွက်ပြေးလွတ်မြောက်ခဲ့ရတဲ့အကြောင်းရင်းတွေကံကောင်းလို့လည်းမဟုတ်သလိုညံကောင်းလို့လည်းမဟုတ်ပါဘူးဇွဲကောင်းပြီးဒီဇိုင်းမမတ်ကျိုးပန်းအားထုတ်လို့စိတ်ကြီးခဲ့လို့ဖြစ်ပါတယ်ထောင်ဖောက်ဖို့အတွက်နေ့စဉ်နဲ့အမျှလပောင်းများစွာမြေချင်းတူးခဲ့ပြီးပါကံဆူးချင်တော့အချုပ်ခံပြောင်းခံရတာတော့ထောင်ပြေးဖို့စိတ်ကူးမပြတ်ခဲ့သလိုစိတ်တမချခဲ့တဲ့အပြင်ကြုံတွေ့လာရတဲ့ပြဿနာပဋိပက္ခတွေကိုအရင်ပြုအကြောင်းခံပြီးမခံခြင်းစိတ်မွေးတက်သူမျိုးဖြစ်ပါတယ် အဲ့ဒီလိုစိတ်နေစိတ်ခံတွေကြောင့်လဲလုံခြုံပါတယ်ဆိုတဲ့ထောင်ကနေထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာပါခေါင်းထဲမှာအတွေးမများအောင် လုပ်ရတာအင်မတန်ခက်ပါတယ်ဒါပေမဲ့အဲ့ဒီအတွေးများစွာကိုထိန်းချုပ်နိုင်ပြီးဖြစ်ချင်တဲ့အလုပ်ပြီးမြောက်ချင်တဲ့ရည်ရွယ်ချက်အောင်မြင်ချင်တဲ့လုပ်ငန်းအတွက်တစ်ခုဆိုတစ်ခုတီးတန့်ပဲအာရုံစိုက်ထားပြီးကြိုးစားရင်မပြီးမြောက်စရာအကြောင်းမရှိသလိုမဖြစ်မြောက်စရာအကြောင်းလုံးဝမရှိပါဘူးဖြစ်ချင်စိတ်နဲ့လှုပ်ချင်စိတ်သာအပြေအဝရှိဖို့လိုအပ်တာပါတကယ်လို့ရင်ဘယင်ကလည်းဖြစ်နိုင်တယ်လို့ ပို့ရဟမ်းမယ်လဲလုပ်လို့ရပါတယ်။အာယုံမများဖို့ပဲလိုတယ်ဗျဆိုပြီးကာဆာနိုဗာကကိုပိုင်စွမ်းစခွန်အားပေါ်အာယုံဆူဆိုက်တဲ့ရင်ဘာမှစုဖြစ်အောင်လုံနိုင်မှာဖြစ်ကြောင်းအကြံပြုရေးသားခဲ့မှုပါတယ်။ဩဇာအနာရှင်ဝါလောကဟာနေပယ်တစ်ခုနဲ့တစ်ခုအချိတ်ဆက်ရှိနေပြီးအပေးယူအသွာလာတွေနဲ့လင်းပတ်နေတာပါ။ဒါကြောင့်အကူအညီလိုအပ်မဲ့ချိန်တွေကျုံလာနိုင်တယ်လို့အကူအညီပေးရမယ့်အလှည့်တွေလည်းရောက်လာမှာပါ။ကိုယ့်ထက်အရှင်ဝါရှိသူတွေစီကနေအကူအညီတောင်းခံဖို့လည်းအကြောင်းဖန်လာအောင်ပါဖြစ်ပါတယ်။ ိုအားကိုကိုးနိုင်ခြင်းကရေစွမ်းတတိရှိသူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်ပါတယ်။သို့သောဘေးပတ်ဝန်းကျင်နဲ့ချိတ်ဆက်ခြင်းလည်းမရှိလူမှုအတိုက်အဝန်းတွင် အပေးယူအသွာလာမရှိခဲ့ရင်ဘလောက်ပဲတကူတော်ဘဝမှာရက်တည်နိုင်ပါစေအရင်းမြစ်တွေကုန်ခန်းသွားတာနဲ့အောက်ဆုံးထိထိုးကျသွားပြီးဘဝပြတ်သွားမှာဖြစ်ပါတယ်။နမေကျော်ဒီထွင်ကျန်းစားသူဖြစ်တဲ့နီကိုလိုင်းတက်စလာရဲ့ဘဝသင်ခန်းစာကနေတာလကယူနိုင်ပါတယ်။ နီကိုလိုင်ဟာအင်မတန်ထူးချွန်သူဖြစ်ပါတယ်။ခေပြိုင်ပညာရှင်ပေါင်းများစွာထက်သူမတူထူးချွန်သူဖြစ်ပေမဲ့ခုခုကိုယုံကြည်မှုလွန်ကဲပြီးပညာကုန်ပေါင်းမော်ကြွားခဲ့တာကြောင့်လူတော်တလောက်ဘဝပြည့်ခဲ့ရသူဖြစ်ပါတယ်။နီကိုလိုင်ကြည်ထွင်ခဲ့တဲ့ဤပညာတွေထောင်ထဲရှိပါတယ်။ဒီကနေ့ခေတ်မှာမရှိမဖြစ်အသက်သွေးကြောလို့အသုံးဝင်နေတဲ့ Wi-Fi ဤပညာဆိုတာကနီကိုလိုင်ရှာဖွေတွေ့ရှိခဲ့တာပါ။ ုံမြင့်တန်ကြားအစီအစဉ်တွေထုံးလွှင့်နိုင်ဖို့အတွက်အခြေခံဤပညာဖြစ်တဲ့ရေဒီယိုလိုင်းတွေဆိုတာကလည်းသူရှာတွေ့ခဲ့တဲ့ဤပညာပါနီကိုလိုင်းအနေနဲ့အင်မတန်ထူးချွန်တယ်လို့အမြင်ချင်းမြောင်းခဲ့တယ်လို့ပဲဆိုရပါမယ်ဘာလို့လဲဆိုတော့တကူတော်ဘဝစိတ်နဲ့ခေါင်းမာခဲ့ပြီးသူများစီအောက်ကျမခံလို့ခဲ့တဲ့တလွဲမာနာကြောင့်သူ့ဘဝကြီးပြစ်စီခဲ့ရလို့ပါ JP Morgan လိုမျိုးအရင်းရှင်တစ်ထည်မျိုးကကမ်းလှမ်းလာတဲ့အစာချုပ်ကြီးတွေကိုတော့လက်မခံပဲညင်းခဲ့သူဖြစ်ပါတယ် ဘဝနေဝင်ချိန်နောက်ကြတော့မှသူနောက်တားရခဲ့ပါတယ်။ဘလောက်ပဲထူးချွန်ပြောင်မြောက်ပါစေ။ဘာမဆိုလုံတက်လုံနိုင်တဲ့သူဖြစ်နေပါစေ။နေရာစုံနေပယ်စုံမှာထူးချွန်တဲ့သူဖြစ်နေပါစေ။လူဆိုတာတကူတယ်ရက်တီလိုလုံးဝမရပါဘူး။အပေါ်နဲ့အောက်ဆိုတာရှိပါတယ်။ လိုအပ်ရင်အပေါ်ကအကူအညီယူပြီးအောက်ကိုခိုင်းတက်ဖို့လိုပါတယ်။အရာအလုံးကိုယ်တိုင်လုံးမအလုပ်ဖြစ်နိုင်တာမဟုတ်တာကြောင့်အရင်မြစ်ကိုအာယုံစူးစိုက်ပါဆိုတာကကိုလုံးနိုင်တဲ့အရာတွေကိုကိုယ်တိုင်လုံးလို့ရရင် လုပ်ပြီးကိုယ်တိုင်လုံးလို့မဖြစ်နိုင်တဲ့အရာတွေရှိလာရင်ခွန်အားရွှေ့တာတဲ့အနေနဲ့တခြားလူတွေစီကအကူအညီယူတက်ရပါမယ်။ပါနဲ့ပါမအပါနဲ့။ဩဇာအနာအရှင်ဝါဆိုတာကအာယုံစူးဆိုင်မှုအကောင့်တွေနဲ့တတိကျူးတွေစီမှာပဲကြကြမြဲပါတယ်။ အချုပ်ကိုမြင်အောင်ကြည့်တတ်ဖို့လိုပါတယ်အဖွဲ့စည်းတရက်မှဖြစ်စေအသင်းတရက်မှဖြစ်စေအချုပ်ဆိုတာရှိပါတယ်မိသားစုမှာဦးစည်းသူအင်အားရှင်ရှိသလိုအသင်းဖွဲ့တွေမှာလည်းဦးစည်းသူဥက္ကဋ္ဌလိုအတွင်ရေးမှုချုပ်လိုမျိုးကိုယ်စီရှိပါတယ်။အရာအလုံးကိုချုပ်ခိုင်နေတဲ့သူဘယ်သူဖြစ်မလဲသိအောင်လုပ်ပါ။သူတို့ကိုပဲဥတီပြီးချင်ကပ်ပါ။သူတို့နဲ့လက်တွေလုပ်ကြပါ။အောက်ခြေတန်းဝန်ထမ်းကိုကပ်ပြီးအလုပ်လုပ်တာထက် ထက်ဆုံးကလို့လည်းအလုံးလုံးရဲ့အကျိုးပိုဖြစ်ထွန်းနိုင်ပါတယ်။ကိုရွေးချယ်လိုက်တဲ့အရင်မြစ်ကရေရှည်အကျိုးရှိနိုင်မဲ့အရင်မြစ်ကောင်းဖြစ်ပါစေ။ကိုယ်တိုင်ကလည်းရေရှည်မှာအသုံးချနိုင်မဲ့အရေးချင်းအရေးသေးတွေရှိအောင်စုဆောင်ဖြစ်တင်ထားဖို့လိုအပ်တယ်လို့ကြောထောက်နောက်ခံပေးမဲ့အရင်မြစ်ကောင်းနဲ့တွဲဖက်ပြီးအကျိုးဖြစ်ထွန်းအောင်စွမ်းဆောင်တက်မှတာအမျိုးမြင်ရှိတဲ့အချိန်ဟွာကြီးသူဖြစ်နိုင်မှာပါ။ညာရစင်းနဲ့ပြင်မနှစ်ခုကိုတစ်ချိန်နဲ့ပြည့်ခွင်လို့မရပါဘူး။ စိတ်အာရုံစူးစိုက်မှုမရှိပဲရန်သူရဲ့နှလုံးသားချက်ကောင်းထိအောင်ပြစ်တတ်မှာမဟုတ်ပါဘူးစိတ်အာရုံနဲ့မြားထထုဖြစ်သွားမှသာပြစ်မှတ်ကိုချက်ကောင်းထိနိုင်မှာဖြစ်ပါတယ်အတိတ်သတိကြည်စွာထားပါ